မင်္ဂလာပါဆိုတော့ sharing ဘာမှ YouTube channel ရဲ့နေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မလ14ရက်နေ့တောက်ကြနေ့ညပွဲတင်နေတဲ့ကနေပြီးမှအကြိုက်ဆုံးတစ်ပွဲကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်မနေ့ကမလ13ရက်နေ့မှာ Europa League ပွဲတင်တွေကနေပြီးတော့စပါးနဲ့အေကမှာပွဲတင်မှာကျွန်တော်ရွေးချယ်ပေးခဲ့တဲ့စပါးဂိုးပေါင်းအပေါ်ကတော့100%ထိုးသားတွေကိုအကျိုးပြုခဲ့ပြီပဲဖြစ်ပါတယ်ကျွန်တော်ရွေးချယ်မှုဒါဆိုရင်နှစ်ပွဲစတိုင်းလမ်းခဲ့ကြတယ်လို့အာပြောရမှာဖြစ်ပါတယ်အားလုံးပဲ ကျင်းနေကြမယ်လို့မျှော်လင့်ပါတယ်အဲ့ဒါဆိုတော့ဒီနေ့မှာတော့ဒီသုံးပွဲပဲရှိရယ်ပေါ့နော်တောက်ကြညာဆိုတဲ့အတိုင်းသုံးပွဲပဲရှိရယ် CD လာလီကာနဲ့ပေါ့နော်ဒီကသုံးပွဲပဲသုံးပွဲကသားဖို့ရှိရယ်ဒီသုံးပွဲမှာကျွန်တော်အကြိုက်ဆုံးနေနေပေါ့နော်ရွေးချယ်ပေးချင်တာက CD ပွဲဖြစ်တဲ့ဂျီရိုနာနဲ့လက်ရှိပွဲကို သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဂျီရိုနာနဲ့လက်ရှိကတော့ CD မှာဒါ အသင်းငယ်တွေပေါ့နော်အသင်းငယ်ချင်းချင်းထိတိုက်တွေ့နေတဲ့ပွဲဖြစ်ပြီးတော့လက်ချီကတော့ဒီတန်းစင်းဆောင်နာမှာဝဲလေနေတဲ့ဂျီရိုနာကတော့တန်းစင်းဆောင်ရဲ့အပေါ်နာလေးပဲပေါ့နော်ဒီနဒီနေရောက် sorry ဒီနသင်းကရန်ကြီးအဲကျွန်တော်ကွာဟားတဲ့အသင်းတွေတော့မဟုတ်ဘူးဘောနော်အစင်အားဖြင့်ဆိုရင်ဂျီရိုနာ7နှစ်လက်ရှိက16ဆိုတော့ကျွန်တော်၄ဆင်းလောက်ပဲကွာရတယ်ဘောနော်ဒီလိုအနေထားမျိုးမှာ ဂျီရိုနာအနေနဲ့ယခုပေါက်ကြီးမှာဆိုရင် level 80တူးတည်ရေးဝင်းကျင်လောက်ဖောက်ပေးထားတယ်ပေါ့နော်ဒီနေ့တင်ပထမကြော့မှာလက်ရှိကသူ့အိမ်ခွဲမှာကြေးဖောက်မပေးနိုင်ခဲ့ဘူးပေါ့နော်အဲကိုပေါင်းကြီးကတော့တူးတည်ရေးတူးတည်ရေးဝင်းကျင်အတူတူနေထားလောက်ရှိနေပြီးတော့ပေါ်ရီကြီးမှာဆိုရင်ဂျီရိုနာအိမ်ခွဲမှာဒါ level 80ဝင်းကျင်ဖောက်ပေးထားတာတွေ့ရတယ်ဒါကလည်းဂျီရိုနာအိမ်ခွဲရောက်တိုင်းဒါဂျီရိုနာက 2D 214 1စသဖြင့်ပေါ့နော်ပြီးခဲ့တဲ့ ဖတ်တူရက်ဒီမှာဒါနိုင်ထားတာကြောင့်ပေါက်ပေနေတာဖြစ်မယ်ဂျီရိုနာနီနဲ့လည်းဒီစီးရီမှာဒါ၃ဘွဲ့ဆက်နိုင်ဝဲပြောက်ထားတယ်လက်ရှိဆိုရင်တော့ကျွန်တော်တို့ဒီဂျီရိုနာထက်ကိုပိုပြီးတော့နိုင်ဝဲပြောက်ထားတယ်ဗောနော်လက်ရှိကဒီရာဒီမှာအာကျွန်တော်တို့ဒီ၅ဘွဲ့ဆက်နိုင်ဝဲပြောက်ထားတယ်နောက်ဆုံး၃ဘွဲ့ဆက်ရှုံထားတယ်ဗောအဲ့ဒါဆိုတော့ဒီပေါက်ကြီးမှာ level 80 double အဲ၅ပြား2တွေဝင်းကျင်မှာဆိုရင်ကျွန်တော်အကြိုက်တွေ့တာကတော့ဒီ ဲဂျီရိုနာနဲ့လက်ချီပေါ့နော်ပထမကြော့မှာကျွန်တော်တို့ဂိုးပေါင်းအဲကျွန်တော်ဇီးဇီးနဲ့ပြီးထားတယ်ပေါ့နော်အခုလက်ရှိမှာတော့အဲဒီနှစ်သင်းဒီလက်ရှိရဲ့ခြေရတဲ့အရန်ကောင်းနေတဲ့နေသားမျိုးမှာမတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီဒုတိယခြေမှာလဲကျွန်တော်အနေနဲ့ကိုယ်ရည်အများကြီးဒါရှားလိုက်မယ်လို့မထင်ဘူးဒုတိယဆိုတဲ့အတိုင်းပေါ့နော်နှလုံးထက်တော့ကြော်သွားလိုက်မယ်လို့မထင်ဘူးဒါကဂျီရိုနာအနေနဲ့ အဂျီရိုနာရဲ့ဂိုးတွေပဲကျွန်တော်မျှော်လင့်ရဖို့ရှိတယ်ဗောနော်လက်ရှိကတော့ဝေးကွင်းမှာဘာမှလုံပြနိုင်မယ်လို့မထင်ဘူးဗောနော်အဲ့ဒါဆိုတော့ဂျီရိုနာနိုင်သွားမယ်ဆိုရင်1-0နဲ့ပဲပြီးသွားနိုင်တယ်အဲ့လိုမှမဟုတ်ဘူးတည်ရကြမယ်ဆိုရင်လည်း GC 1-0အလွန်ဆုံး1-1ဗောနော်အဲအဲ့ဒီ အဲအဲ့တော့အဲ့ဒီထည့်ရပဲဒါဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်ဗောနော်အဲ့တော့ဆိုတော့ကျွန်တော်လက်ရှိဒီညမှာအကြိုက်တွေ့အကြိုက်တွေ့တာကဒီ series မှာ zero run နဲ့လက်ရှိအဲ go ball အောက်ကိုသဘောကျတယ်ဗောနော် zero na ပေးထားတဲ့ body jay ကကျွန်တော် ပြင်းတယ်လို့ခံစားရတယ်ဒါကလည်း hat to hat ကြောင့်ဖြစ်လိမ့်မယ်ဗောနော်အဲလက်ရှိကတော့သူ့အိမ်ခွင်မှာ jay မပေးနိုင်ဘူး zero na ကသူ့အိမ်ခွင်မှာ level 80 jay ပေးတယ်ဆိုရင်တော့ဒါပြန်မြတ်ကာလာအပြင်ပြန်မြတ်အပြင်တော့ဒါ zero na body သေး ပြင်းတဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒါ body D ကိုရှောင်ပြီးတော့ဗောနော်ကိုပေါင်းအောက်ကိုပဲဆက်လက်ရွေးချယ်ခြင်းပါတယ်ပထမကြော့မှာတော့ကဒီဒီနဲ့အဲကျွန်တော်ပြီးခဲ့တဲ့လိုမျိုးဗောနော်ဒုတိယကြော့မှာလည်းအဲအဲ့ဒီအဲ့ဒီပုံစံမျိုးမချမနာဖြစ်လိမ့်မယ်လို့မျှော်လင့်နေအဲ့ဒါဆိုတော့ဒီညတော့ကတော့ကျွန်တော်ကိုောက်ပါခင်ဗျာအားလုံးပဲအကြိုက်တူမှ like ကစားကြပါခင်ဗျာ channel ကိုလည်း subscribe လုပ်ပေးကြဖို့တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးထူပါနော်